အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မှာတော့စာရေးဆရာမောင်ပီမြန်မာပြန်ဆိုရေးသားထားတဲ့မိမိကိုကိုယုံကြည်ပါ Believe in yourself ဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။သင်ကိုယ်သင်ယုံကြည်ပြီဆိုတော့နဲ့ဘလို့ရှင်တန်ရမယ်ဆိုတာသင်သိပြီးပြီဖြစ်ပါတယ်။ကျွန်ုပ်အသက်ရှူနေတယ်ယုံကြည်တယ်။သင်ဟာတတ်မှတ်ချက်တွေထက်ကျော်လွန်ထူးခြားသူ ဖြစ်ပါတယ်။သင်ရဲ့မပြည့်စုံမှုတွေက ပြည့်စုံမှုဖြစ်ပြီးတော့ အံဩစရာတွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။တင့်ကိုတင်ချစ်တောင်လို့ပါ။တခြားတယောက်တော့တင်တောက်ပါမှုကို မေ့မိမ်မသွားပါစေနဲ့။တောင်ကြီးကိုရွှေ့မဲ့သူကကြောက်ခဲလေးတွေကိုအရင်ဆုံးတည်ရမယ်။သူများကိုတန်တရာထားပါ။တင့်ကိုတင်တော့တန်တရာမထားပါနဲ့။ပန်းတိုင်နောက်တစ်ခုချမှတ်ဖို့သို့မဟုတ်စိတ်ကူးတွေထလုပ်ဖို့တင်ဘယ်တော့မှအသက်ကြီးသွားတယ်မရှိပါဘူး။ အကြောက်တရားကိုမျက်နှာချင်းဆိုင်ပြီးရေမောတောင်တင်ယူပါတင်လျှောက်တဲ့လမ်းကြောင်းဆိုတာတင်ခန်းစားချက်တွေလွန်မိုးနေတတ်ပါတယ်တခုခုကိုတကယ်လို့ခြင်းပြီဆိုရင်ဘလို့နီးနေရနိုင်မလဲတွက်စားပါကျွန်ုပ်တို့စဉ်းစားပုံတိုင်းကျွန်ုပ်တို့ဖြစ်လာရပါတယ်ဘဝမှာအခွင့်အရေးတစ်ကြိမ်တော့ရပါတယ်မလွတ်အောင်မြဲမြဲစုပ်ကိုင်းပါ ဒီကနေ့တိမ့်လောက်ရဟာတေမနှက်ပြန့်တွေကိုတိုးတက်စေနိုင်ပါတယ်။မြများလုံးလေးမြများလုံးနိုင်လေးလေးစွန်စားမှုအစ်စ်တွေရှာပွေလှောက်ဆောင်မှုအတွက်ကျွန်ုပ်တို့ကိုယ်စိတ်နှလုံးထဲမှာယုံကြည်ချက်ဆိုတာရှိနေပါတယ်။ဆရာထက်တန်မှုနဲ့ရှောက်လမ်းမှာတကယ်ဖြစ်လာမလားလို့ဘယ်တော့မှကိုကိုကိုပြန်မမေးပါနဲ့။ကျွန်ုပ်တို့အောင်းနိုင်လိုက်တာတောင်ကြီးတွေမဟုတ်ပါဘူး။မိမိကိုကိုအောင်းနိုင်လိုက်တာပါ။ စိတ်ထားကောင်းပါစေ။သင်ဖြစ်ခြင်းဒီအတိုင်းလှူဆောင်ပါ။တခါတည်းရန်တင်းငယ်တဲ့လှူဆောင်မှုလေးတွေတခုဟာလမ်းကြောင်းတည့်သွားခရင်သင်ဘဝအတွက်ကြီးမားတဲ့အဆင့်ကိုရောက်စေပါရဲ့။ဘယ်ရာကမှသင်ရဲ့အရှံအကြီးကြီးဆန္ဒမီကို မေးမြန်အောင်လုပ်မရပါဘူး။ကြိုးတန်းရဲ့အဆုံးကိုသင်ရောက်ပြီဆိုရင် အထုံးတစ်ခုကြီးပဲအထုံးတစ်ခုကြီးပြီးတွဲလောင်းခိုနေလိုက်ပါ။ ကျွန်ုပ်တို့ဘယ်သူသွားခိုင်းတာလဲဆိုတာမမေးပါနဲ့ကျွန်ုပ်ကိုဘယ်သူရတန်းစီมาလဲဆိုတာကိုမေးပါကျွန်တော်ကတယောက်တည်းတော့တယောက်တည်းပါပဲအရာရာတိုင်းကိုကျွန်တော်မလုပ်နိုင်ပါဘူးတချို့အရာတွေကိုတော့လုပ်နိုင်ပါတယ်တချို့အရာဆိုတာကကျွန်တော်လုပ်ရမယ့်အရာတွေကိုပေါ့တင့်ကိုတင်ယုံကြည်ပါစွန့်စားပါတဲ့အတန်ကိုထုတ်ပေါ်ပါလေကားတစ်စုံကိုမမြင်ရရင်တော့မှယုံကြည်ခြင်းက ပထမလေကားတစ်ကိုမြင်စေတယ် တင့်ဆန်တော့မပါပဲဘတူကားမှတင့်ကိုတိတ်ငင်အောင်လုပ်မရပါဘူးငါသားလင်းငါကံကြမ္မာရဲ့အရှင်သခင်ငါသားလင်းငါဝိညာဉ်ရဲ့ပယ်ကိုင်ရှင်လမ်းကိုရှာပါဆင်ခြင်းပေးမနေပါနဲ့ပညာပေးဖို့အယူအဆတွေပြောင်းလဲပြစ်ဖို့တင့်စွာရင်တွေဖြုံးတိမပြစ်ပါနဲ့သူတို့အကြိုက်ဂယူဆိုင်မနေပဲလှုပ်ရှားရှိတာလှုပ်ပါအဖန်တလဲလဲလှုပ်ဆောင်ခြင်းဟာခံယူချက်ဖြစ်လာစေတယ် အကြောက်တရားဆိုတာကျွန်တော်တို့စိတ်ကခွင့်ပြုတဲ့လောက်ပဲရှိတာပါ။အရေးချင်းဆိုတာအတုံးပြုဖို့ပါဖုံးကွယ်ထားဖို့မဟုတ်ပါဘူး။ရှေ့ကိုမျောကြည့်ပါ။ကျဲလောင်စွာရေမောပါ။ကြီးကြီးမားမားပြောပါ။မျက်နှာထားတင်ပါ။မျက်လုံးတောက်ပါပါ။အကောင်းမြင်ဝါရဟာ အောင်မြင်မှုကိုဦးတည်တဲ့ယုံကြည်ခြင်းပဲဖြစ်တယ်။မျောလင်းချက်မရှိရင်ဘာမှလုပ်မရနိုင်ပါဘူး။မိမိကိုယ်ကိုယုံကြည်ခြင်းဟာ အောင်မြင်မှုရဲ့ပထမအောင်ဆုံးလိုအပ်ချက်ပဲဖြစ်ပါတယ်။သင်မောကိုပြောင်းလဲဖြစ်ဖို့ကသင်ကလွယ်လို့ဘူးမှမလုံနိုင်ပါဘူး။မဖြစ်နိုင်ဘူးဆိုတာအခုတည်းအဖြေကိုသင်ရှာမတွေ့သေးတာလို့အတိတ်ပဲရပါတယ်။ထူးဆန်းတာဖြစ်ဖြစ်ကြောင်းမတ်ဖွယ်ရာဖြစ်ဖြစ် တွေ့ရတဲ့အခါမိမိကိုယ်ကို ရေစွမ်းတတိပြဖို့လိုပါတယ်။ဘယ်တော့မှ အရှုံးမပေးနဲ့။အချိန်ကာဆိုတာတည်ရလို့အတက်ကြရှိပါတယ်။ တင်လို့ချင်တာတင်ရနိုင်ပါတယ်။နေထွက်တာတို့မျောလင်းချက်တို့ကိုရိုက်ချိုးပစ်နိုင်တဲ့မောင်မိုင်းမှုနဲ့ပြေတနာဆိုတာမျိုးကမရှိပါဘူး။အခွင့်အလမ်းများပြားတယ်ဆိုတာစုပ်ကင်ထားလို့ပါ။စောင့်နိုင်လျင်အကျိုးရှိပါတယ်။ကဘာပေါ်ကအရေးပါဆုံးအရာတွေဆိုတာမျောလင်းချက်လုံးဝမရှိတော့ချိန်မှာကြိုးစားမြဲကြိုးစားနေသူတွေကြောင့်ပြီးမြောက်ခဲ့ရတာဖြစ်ပါတယ်။လဲရင်ပြန်ထအဲ့ဒါဘဝ ပျော်ရွှင်သူဆိုတာအခြေအနေကောင်းတစ်ခုမှရှိနေသူမဟုတ်ပါဘူး။ခံယူချက်ကောင်းတစ်ခု ရှိနေသူသာဖြစ်ပါတယ်။အနုပညာရှင်တိုင်းဟာအစပိုင်းမှာအပျော်ရန်အဆင့်သာဖြစ်ပါတယ်။ယုံကြည်မှုရှိရင်မစတင်မီကလေးကသင်အနိုင်ရရှိနေပါပြီ။တကယ်ဖြစ်မလာသေးတဲ့အထီးတော့မဖြစ်နိုင်ဘူးဆိုတာတွေရှိနေမှာပါပဲ။ဘဝမှာကြောက်စရာဆိုတာဘာမှမရှိပါဘူး။နားလေပို့တာလို့တာပါ။အချိန်မပြုံးပါနဲ့။ စိတ်ပါတဲ့အထိစောင့်မနေပါနဲ့။တင်းအဖွဲတစ်ခုနဲ့အတူစတင်လိုက်ပါ။ရဲရင်ချင်းဟာဘဝကံကြမ္မာပဲ။တင်းကိုတင်းနဲ့တင်းစိတ်ကူကိုယုံကြည်စိတ်ချဖို့အသေးချလိုအပ်ပါတယ်။တင်းယုံကြည်မှုက အခြားသူတွေကိုလည်းယုံကြည်မှုဖြစ်စေပါတယ်။ရှာဖွေရမှာမဟုတ်ပါဘူး။ဖန်တီးရမှာဖြစ်ပါတယ်။အမားဆိုတာတင်းစူးစားလှုပ်ဆောင်နေခြင်းရဲ့အတ္တတွေပါပဲ။ ကံကြမ္မာဆိုတာအခွင့်အရေးမဟုတ်ပါဘူးရွေးချယ်ခြင်းပဲဖြစ်တယ်ပြီးတော့ဆောင်ဆိုင်နေရမယ့်အရာမဟုတ်ပါဘူးအရာယူရမှာဖြစ်ပါတယ်အခွင့်အလန်းဆိုတာဖြစ်မလာဘူးဆိုရင်ဖြစ်လာအောင်ဖန်တီးပါကြီးမြတ်တာတွေပေါ်ပေါက်လာဖို့ဆိုရင်လှုပ်ဆောင်ချက်နဲ့တင်မကဘူးစိတ်ကူးလည်းရှိရမယ်စီမံကိန်းတင်မကဘူးယုံကြည်ချက်လည်းရှိရမယ်အခက်အခဲဆုံးကလှုပ်ဖို့ဆုံးဖြတ်ချက်ချမှတ်ခြင်းပါပဲ ျန်တာကတော့ဇွဲတံပူပါပဲလူဆိုတာစပိန်စီးနင်းတာနဲ့အတူတူပါပဲစပိန်စီးတဲ့အခါဟန်ချက်ညီအောင်ထိန်းနေကြရတယ်လीတင်းလုံးချင်းတဲ့အရာမသမျှအကြောက်တရားရဲ့အကြာပတ်မှာရှိနေတယ်အရှုံးမပေးသူကိုဘလို့မှအလဲထိုးလို့မရပါဘူးကျွန်တော်တို့ရဲ့စိတ်ကူးတွေဟာစပိုင်မှာမဖြစ်နိုင်ဘူးလို့ထင်ရတယ်နောက်တော့သူတို့အမြင်မှာမယုံနိုင်စရာဖြစ်လာတယ်ကျွန်တော်တို့ဆန္ဒပြင်းထန်လာတဲ့အခါမှာတော့ အဲ့ဓာတွေဟာလေလာနှင်းပြောက်ဖြစ်ကုန်တော့တယ်အဟံဓာတ်တွေရှိလိမ့်မယ်တန်တရားတွေရှိလိမ့်မယ်အမားယွန်းတွေရှိလိမ့်မယ်ဒါပေမဲ့အပတ်တကုတ်စ조사ခြင်းဖြင့်အောင်မြင်မှုဟာအတိုင်းအဆမရှိဖြစ်လာပါလိမ့်မယ်တင်းယုံကြည်မှုဟာတင့်အကြောက်တရားထက်တာလွန်နေပါတယ်လူတယောက်ရဲ့ဘဝဆင်းရဲတာချမ်းသာတာဟာသူတို့ရဲ့တက်တည်နေပဲဆိုင်နေခက်လို့မလုပ်ရတာမဟုတ် မလုပ်ရဲလို့ခတ်နေတာပါအကောင်းမြင်တက်ခြင်းဟာတခြားအရေးအသွေးထက်အောင်မြင်ခြင်းပျော်ရွှင်ခြင်းတို့နဲ့ပေါင်းဖက်နေတဲ့အရေးအသွေးတစ်ခုပါပဲအရင်ဆုံးသင်ဘလို့လူဖြစ်ခြင်းတည်းလဲပြောပါပြီးမှဘာလုပ်ရမယ်ပြောပါသင်စကားမှာသင်လူတွေတန်တရားဝင်နိုင်ပါတယ်ဒါပေမဲ့သင်လောက်ရဲ့အရာသင်ကိုယုံကြည်လာပါလိမ့်မယ်မြင်းမြင်းခုံလေးအောင်မြင်မှုနဲ့နီးနီးကပ်လေးလေး အောင်မြင်တဲ့ဘဝကိုရောက်ဖို့မားမားကြောက်နေတဲ့စိတ်ကိုအဆုံးရှုံးခံရလိမ့်မယ်။တင်ပါလိုချင်တဲ့ဆိုတာတင့်ကိုတင်သေးချအောင်လုပ်ပါ။တင့်ရဲ့ယုံကြည်မှုက ခိုင်မာအားကောင်းမှုလိုပါတယ်။တင့်အနာဂတ်ကိုတင့်ကိုပါရကောင်းသောလက်များဖြင့်ပုံဖော်ပါ။တင့်တိတ်ကတင့်ရဲ့တကူမဟုတ်ဘူး။ဘဝဆိုတာအဖိုးတန်တဲ့ရှင်တန်ချင်းလို့ယုံကြည်ပါ။တင့်ယုံကြည်မှုပါ ဖန်တီးမှုအကြောင်းတရားတွေဖြစ်ဖို့ကူညီပါလိမ့်မယ်။ကြီးမားတဲ့အောင်မြင်မှုရရှိတယ်ဆိုတာတင်ရောက်နေတဲ့နေရာမှာတင့်မှာရှိတာနဲ့တင်စွားနိုင်တဲ့လောက်လုပ်ခြင်းကစတင်ပါတယ်။တတိဆိုတာမနှိမ့်မြုပ်စရာနေရာတွေမှာရှာတွေ့ပါတယ်။ဆုံးဖြတ်ချက်မပြတ်သားရင်ဘယ်နေရာမှာမှမမြဲဘူးဆိုတာသိနာလေပါ။ပင်လယ်ပြင်ခရီးထွက်ပါကြိုးပမ်းအားထုတ်ပါဒါထက်ကောင်းတာမရှိတော့ဘူး။ တင်းရှိမှအခွင့်အလမ်းရောက်လာရင် မလွတ်တမ်းစုပ်ကင်ထားဖို့လိုပါတယ်။ကျင့်နှံ့မှုနဲ့အိယာဝင်နိုင်ဖို့ဆိုရင်ပြတ်သားတွေဆုံးဖြတ်ချက်နဲ့အိယာနူလာဖို့လိုပါတယ်။စိန်ခေါ်မှုတွေကိုလက်ခံလိုက်ပါ။ဒါမှသာအောင်မြင်ခြင်းရဲ့အရာတာကိုကောင်းကောင်းခံစားရလိမ့်မယ်။တတိဆိုတာအမြဲကြဲလောင်မနေပါဘူး။တခါတရံအတန်တိတ်ဆိတ်နေပြီးနေကုန်ချိန်ရောက်တဲ့အခါမနှက်ပြန်ထတ်ကြိုးစားဦးမယ်လို့ပြောပါတယ်။ ခြေသားတောက်ပြီးလမ်းလျှောက်နေလို့တော့ခြေရာထင်ကျန်ရစ်မှာမဟုတ်ပါဘူး။ရှုံနေမှုကိုယုံကြည်စိတ်ချမှုနဲ့အနိုင်ယူဖို့ရပါတယ်။လမ်းကိုငါရှာမယ်မတွေ့ရင်လမ်းတစ်ခုဖောက်မယ်။ငါတို့ဖြစ်ရမယ်ဆိုတာအမြဲဖြစ်လာနိုင်ပါတယ်။အခက်အခဲတွေကြောင့်ပဲအံ့ဩစရာတွေ ပေါ်ထွန်းလာတယ်။လူတိုင်းရဲ့ကိုယ်ခန္ဓာထဲမှာထုတ်သုံးမရသေးတဲ့ယတနာတိုင်းရှိတယ်။ မနက်ဖြန်အတွက်အကောင်းဆုံးပြင်ဆင်တယ်ဆိုတာဒီနေ့အကောင်းဆုံးလှုပ်ဆောင်တာပဲဖြစ်ပါတယ်။အပြေဝါရှင်တန်မှာအကောင်းမြင်ခြင်းကိုအာရုံပြုပါ။ပျော်ရှင်စရာဘဝကိုတည်ဆောက်ဖို့ဆိုတာနည်းနည်းပဲလိုတာပါ။အဲ့ဒါတွေအလုံးသင်ကိုခန္ဓာထဲမှာရှိနေပါတယ်။သင်အတွေးခေါ်တွေထဲမှာ ရှိနေပါတယ်။သင်ယုံကြည်ရင်သင်လုံနိုင်ပါလိမ့်မယ်။ရှိကိုရောက်ဖို့လိုအပ်ချက်ကစတင်ခြင်းပဲဖြစ်တယ်။ ။တင့်ကိုတင့်ယုံကြည်ပါ။တင့်အရေးချင်းကိုကိုးစားပါ။ငါနီနီပဲငါနည်းနည်းပဲလုံနိုင်တာ။လူတွေလက်မခံကြလို့ငါရဲ့လုံနိုင်စွမ်းကိုကန့်တတ်မထားတော့ဘူး။တွေးမွေးမနေနဲ့လှုပ်ရှားရှိတာလို့ပါ။အောင်မြင်မှုဆိုတာသိပ္ပံဘာသာရပ်ပါပဲ။ပေးထားချက်ရှိရင်ရလက်ရှိပါတယ်။လှုပ်လက်ခြင်းဆိုတာရဲရင်ချင်းပေါ်မှာမူတည်ပါတယ်။ဘယ်တော့မှ အရှုံးမပေးပါနဲ့။ ူတစ်ပါးရဲ့ပါဇက်ပြားမှာလမ်းမဆုံးပါစေနဲ့မတန်တဆမလုံနိုင်ရင်ကလောက်တာလောက်စိတ်တောက်ဖြစ်စီသည့်အရာမရှိ အကြောက်တရားက သင်ခံစားချက်ပါတတိဆိုတာက သင်လောက်ရပါမဆောင်နဲ့အချိန်ကတန့်နေမှာမဟုတ်ဘူးစောင့်မနေနဲ့နေတိုင်းဟာရရစားမဟုတ်ဘူးညှော်လင်းချက်ဆိုတာပျော်ရွှင်ခြင်းရဲ့တော့ချက်ပဲပြီးတော့အောင်မြင်မှုလည်းရစေတယ်အနာဂတ်ဆိုတာ သင်ဖန်တီးရမယ့်အရာဖြစ်တယ်။ကိုကိုကိုနားလည်ရခက်ခဲတဲ့အနေအထားဖြစ်နေတော့မှမိမိကိုကိုယုံကြည်ပါ။လူတွေများစုဟာသူတို့ဘာလိုချင်တယ်ဆိုတာပြောဖို့ကြောက်ကြတယ်။ဒီတော့သူတို့လိုချင်တာကိုမရကြဘူးပေါ့။တနေ့တာကိုသင်ဖြတ်တမ်းမှာမဟုတ်ရင်တင့်ကိုတနေ့တာကဖြတ်တမ်းသွားပါလိမ့်မယ်။တယောက်ချင်းစီအနေနဲ့တော့ကျွန်တော်တို့ရဲ့အကြောက်တရားဆိုတာရှုံးနေဖို့ဖြစ်နိုင်တယ်လို့အောင်မြင်မှုလည်းဖြစ်နိုင်တာကြောင့် ိအချက်ကတကယ်ပြဿနာမဟုတ်ပါဘူးကျွန်တော်ဟာကျွန်တော်အတွက်မဟုတ်ဘူးဆိုရင်ဘယ်သူကကျွန်တော်အတွက်များပါလိမ့်ကောင်းတဲ့အရာတွေဟာစောင့်နေသူတွေထံရောက်လာပါတယ်ပိုကောင်းတဲ့အရာတွေကတော့သွားယူသူတွေထံရောက်ပါတယ်တင်မကြိုက်တာရှိရင် ပြောင်းလဲပြစ်လိုက်ပါပြောင်းလဲမပြစ်နိုင်ဘူးဆိုရင်တင်စင်းစားပုံနီလန်ကိုပြောင်းလဲပြစ်လိုက်ပါတင်တံမိုးကိုတင်ကိုယ်တိုင်ပဲပြထိုင်တာပါ တခြားသူကတင့်ကိုပြောပြတဲ့အပေါ်မူတည်စရာမလိုပါဘူး။တင့်သမိုင်းကို အများသိပါစေ။အောင်မြင်မှုဆိုတာစိတ်အခြေအနေပါ။တဲအောင်မြင်ခြင်းတင့်ကိုတင့်အောင်မြင်မှုလို့အရင်ဆုံးစတွေ့ပါ။မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။တကူးကူးကိုလုံနိုင်တယ်လို့ယုံကြည်တာဖြစ်စေမလုံနိုင်ဘူးလို့ယုံကြည်တာဖြစ်စေမင်းမှန်ပါရဲ့။တင့်ကိုယ်တိုင်ပဲဖြစ်ပါစေ။အတုဆိုတာအစ်စ်လို့တော့အဖိုးမတန်ပါဘူး။ အောင်မြင်မှုကိုရှာဖွေဖို့အချိန်မပေးနိုင်လောက်အောင်အလုံများနေသူတွေထံအောင်မြင်မှုကရောက်လာကြတယ်။တဲ့မှာကိုပိုင်ဇလန်းတပုတ်ရှိရင်ဇသိန်းရောက်တဲ့အထိရေးလိုက်ပါ။ဘဝတစ်ချောင်းရှင်သန်ပါစေ။သူများတွေမှာအများကြီးရှိတယ်လို့ရှုမြင်တယ်လို့ကို့မှာလည်းအများကြီးရှိနေတာပါပဲ။တရားတွေကိုဉာဏ်ပညာဖြစ်အောင်ပြောင်းလဲပါ။တကယ်အခက်အခဲကကြော်လွားလို့ရပါတယ်။ တကယ်မဟုတ်ပဲထင်းရောင်ထင်းမာဖြစ်နေတဲ့အခက်ခဲကကြော်လွားရခတ်တာပါတင်းကိုတင်းအများကြီးမတန်ဘူးလို့မထင်ပါနဲ့တင့်တန်ဖို့ကအတိုင်းအဆမရှိပါဘူးကျွန်တော်တို့ရဲ့ဂုံတရင်ဟာဘယ်တော့မှ မကြပါဘူးအမြင့်ကိုတက်နေချိန်ကျွန်တော်တို့လဲပြူမှကြာစင်တာပါကိုယ်စိတ်ကူးအပေါ်ယုံကြည်မှု အပြည့်ရှိသူတွေကိုအနာဂတ်ကပိုင်ဆိုင်ပါတယ်ကိုကိုကိုဘာကောင်းလဲဆိုတာကျွန်တော်တို့သိကြပါတယ် ဘာကောင်ဖြစ်လာမလဲပဲမသိကြတာပါ။အောင်မြင်တဲ့ပယ်စွန်စားပန်းကိုမဆိုတိဆောက်တဲ့အခါမှာယုံကြည်မှုရှိကြရာအရေးပါတဲ့အုတ်ချက်တစ်ချက်ဖြစ်ပါတယ်။တင်ပယ်ကိုသွားနိုင်နေဆိုတာတင်လက်ရှိအနေထားကမဆုံးဖြစ်ပါဘူး။ပယ်နေရာကတင်စတင်တင်တယ်လဲဆိုတာကိုဆုံးဖြတ်ပါတယ်။တတိရှိလာတာနဲ့အမျှတင်ပါကောင်ဆိုတာဖြစ်လာပါလိမ့်မယ်။တင်စကားတွေကိုလူတွေကြားနိုင်ပါတယ်။ဒါပေမဲ့ တင်းအပြုတ်မှုကိုတော့သူတို့ခန်းစားချက်နဲ့သိနိုင်ပါတယ်။တင်းကိုတင်တဲ့တင်းအရေးချင်းကိုတင်းယုံကြည်ရင်ဘယ်လိုလောကနာမဆိုဆုံးဖြတ်တန်းရလွယ်ပါတယ်။သူတစ်ပါးရဲ့ထင်မြင်ချက်နဲ့တော့တင်းရဲ့အစ်စ်မှန်ကိုဖြစ်မလာစေပါဘူး။ကိုကိုကိုချစ်ရမယ့်တောင်းဝင်ကိုတင်းမမေ့ပါနဲ့။ဒီကဘာမှာတင်းဟာအရေးရွှမ်းပြီးမေ့နေတဲ့မုံမုံတီးဖြစ်နိုင်ပါတယ်။ဒါပေမဲ့မုံမုံတီးမကြိုက်တဲ့သူလည်းရှိနေပါတယ်။ နောက်ဆုံးကျွန်တော်သိမြင်လိုက်တာက ဆောင်းဥဒုဆိုတာตายရတဲ့ຫນွေဥဒုကိုမွေဖွာပေးလိုက်တာပါပဲ။ဘယ်ကိုပဲရောက်သွားပါစေတင်စိတ်ကူနောက်ကလိုက်ပါ။လောကဓာတ်ရိုက်ချက်အရာကျွန်တော်ပြောင်းလဲသွားနိုင်ပါတယ်။ဒါပေမဲ့လောကဓာတ်ကြောင့်တော့ကျွန်တော်သေးသိမ့်မခံပါဘူး။မဖြစ်နိုင်တာကိုလှုပ်ခြင်းဟာပျော်စရာတစ်ခုပါပဲ။သင်ဟာအတောင်ပံနဲ့မွေဖွာလာတာဆိုရင်ဘဝကိုဘာဖြစ်လို့တွားတွားနေရမှာလဲတဲ့။ စိတ်ကမ်းမှာကတ်ထားတဲ့သင်္ဘောကစိတ်ချရရတယ်။ဒါပေမဲ့သင်္ဘောဆိုတာစိတ်ကမ်းမှာပဲကတ်ထားဖို့မှမဟုတ်တာ။လက်ရှိအခိုက်အတန့်ကိုကြော်လွားဖို့အတိတ်မှာစွမ်းအားရှိမနေပါဘူး။အောင်မြင်မှုရဖို့အတွက်တလေးတစားနားထောင်ပေးရမယ်။အကြံကောင်းဉာဏ်ကောင်းတွေယူရမယ်။ပြီးရင်ခက်ဝေဝေသွားပြီးအဲ့ဒါတွေရဲ့စန့်ကျင်ဘက်ကိုလောက်ရမယ်။သင်ရဲ့တကယ်အရေးချင်းကပဲသင်ကိုထုံးလင်းစေမှာပါ။ တင်းကိုတင်းချစ်တယ်လို့စကြဝဠာတစ်ခုလုံးရှိသူတွေအားလည်းတင်းရဲ့ချစ်ချင်းမြတ်တာနဲ့ထိုက်တန်ပါတယ်အတုအယောင်ဟာအတုအယောင်အောင်မြင်တာဓာတ်စာရဲ့အစ်စ်အမှန်ကြားရှုံးတာကပိုကောင်းပါတယ်တင်းကိုတင်းယုံကြည်ပြီဆိုရင်တင်းအောင်မြင်ပါလိမ့်မယ်တင်းကိုတင်းယုံကြည်ပြီဆိုတာနဲ့တင်းဘလို့ရှင်တန်ရမယ်ဆိုတာတင်းသိပြီဖြစ်ပါတယ်အစုံဒီနားထောင်ပေးခဲ့လို့ဂျေဇူးများရည်တင်ပါတယ်